ညာမလားဒါလေးပဲမှတ်မလားမပြောင်း disclaimer မှတ်ပါဘူး။ Okay အဲ့တော့ဒါနဲ့ပတ်သက်တော့ကြာ interview ဘောလောက်ကြည့်အောင်။အဲ့တော့အမှတ်ပဲနှမှတ်ပေးထားတယ်။လေးမှတ်ပေးထားတယ်။ဘာမှတ်တွေပေးထားလဲ PQRS သူမေးတဲ့မေးခွန်းအနောက်မှာဒီသားမိုင်းဘာလုပ်ပါ။သုံးဖြတ်ပေးပါ။ပွဲသားဖြစ်သလားမဖြစ်သလား။ဘာဖြစ်သလားမဖြစ်သလားလဲ။ PQ ဆိုတဲ့မြင်းကြောင်းနဲ့ RS ဆိုတဲ့မြင်းကြောင်းဒီပြိုင်လားမပြိုင်ဘူးလား။စကူလိုင်းဟုတ်လားမဟုတ်ဘူးလား။ နောက်တော့အင်တာဆက်စုံလားမစုံဘူးလားဆိုပြီးမိငုံသုံးဖို့မိရဲ့အဲ့တော့ပရမတ်ဘုတ်ဆရာတော့အရင်ရှာပြန်လားမပြန်လားသိရင်ခဏလေးပြောခဲ့တယ်သူတို့ရဲ့ဘာရှာမယ် directive value ရှာမယ် directive value ဆိုတာဘယ်လိုလုပ်ရလဲနောက်တရားနေရှေ့ကိုနောက်တော့စစ်တရားတူနောက်ပေါ် negative 5တရားကို1ကိုနောက်တော့ negative 6ပေါ်တရား3နောက်1 okay အားဆိုလည်းအလိုပဲ directive value အားဆိုလို့ချင်း negative 1နဲ့က2ကိုနောက်တော့ negative 3 5 area 3 no ro 2 1 area 1 area 4 no ro negative 3ဒါပါရီရှာလိုက်ပြီပြီးရင်တို့ဘာလို့ကြည့်စားကြည့်မှာ4 negative 3နဲ့စား negative 6ကို2နဲ့စား1ကို negative 3နဲ့စားချိုးတူလားဒူးလေမတူရင်ဒီမြင်းနဲ့ကြောင်းပြိုင်လားမပြိုင်ဘူးရမနော်အဲ့ဒါရှာအရင်လုပ်မယ်အဲ့တော့စားကြည့်လိုက်တယ်ချိုးတူလား မတူဘူးဆိုတော့သူတို့ရဲ့ PQ ဆိုတဲ့ဒီမြင်ရ directive value တွေဒီ RS ဆိုတဲ့မြင်ရ directive value ရစတူကင်အစတန်ဘူးတွေရှိလားရှိဘူးဒီမှာ directive value မှာ S ပါမလားမသိဘူးကြာပုံလေးမှာပါလားကြာကြံခဲ့တယ်တဲ့ပါတယ်နော် directive value ကတခုတည်းမှာမဟုတ်တာအဲဆရာတို့သားစဒီမြင်နေကြအောင်တခုကတခုရဲ့ directive value ရဲ့တခုရဲ့ directive value ကနောက်တခုရဲ့ directive value ရဲ့အစတန်ဘူးမဟုတ်တဲ့အတွက်ကြောင့်ဒီမြင်နေကြအောင်ပြိုင်လားမပြိုင်ဘူးနော် မပြိုင်ဘူးဆိုရင်တော့ဆရာတို့ဒါအနာဝါနှစ်ခုဖြစ်တဲ့ school line ဟုတ်မဟုတ်နဲ့ intersect ဟုတ်မဟုတ်ဆရာရှာတော့အကေမြင်းနဲ့ကြောင်ပြိုင်ခဲ့ပြန်ခဲ့ဒီအနာဝါတွေဆက်စဉ်းစားကြလို့လားမလို့တော့ဘာဖြစ်လို့မလို့ပြိုင်နေပြီဆိုမှတော့ဒါကြပြားရှိရငါတို့နေရပါပြီလေရတတမြင်းမြိုင်နှစ်ကြောင်လို့ပါဘရောမစုံစည်းနိုင်အောင်အဲ့လိုမျိုးဖြစ်မှာနော်အဆွေးဆက်လန်တွေဖြစ်အောင်အဲ့တော့ အခုကအကိပြန်တာပြန်ခဲ့စုံအောင်မလားမစုံတော့ဘူးမစုံတော့စင်ရှားအနောက်တစ်ခုစဉ်းစားကြမလို့တော့အခုကတော့ဘာလုပ်ရတော့လဲစဉ်းစားရတော့အခုကတော့ဘာလုပ်ရမလဲစဉ်းစားရတော့ပါပြန်လားမပြန်လားကူမပြန်မပြန်တဲ့အတွက်ကြောင့်ဖြတ်လားမဖြတ်လားရှားကိုစဉ်းစားရတော့မမဟုတ်ရှားကလို့မဟုတ်မတူးနော်ဟိုပလိမ့်မှတော့ကကြတော့မပြန်လို့ရှိရင်သိကြတယ်ဒီမင်းလည်းကြောင့်ဘာဖြစ်မလဲ ်ဖြတ်ကိုဖြတ်မှာစပီးမှာတော့အလိုမဟုတ်ဘူးစပီးမှာတော့မပြရင်လည်းမဖြတ်တဲ့မြင်းချောင်းတွေရှိတယ်ဒီလေယာဉ်နေမှာပေါ့ကွာတဘောဒီမြင်းချောင်းဆရာတို့လိုသွားတယ်ကွာအခုနောက် မြင်းချောင်းတို့လိုသွားတယ်ကွာဒါစုံလို့လားပြန်အောင်ပြန်အောင်လားမပြရင်လေဆိုလိုချင်တာစပီးမှာကြတော့မပြရင်ပေမဲ့မစုံတာတွေရှိတယ်နော်ပလိမ့်မှာတော့အလိုမဟုတ်ဘူးပလိမ့်မှာတော့မပြရင်ဒါသိကြတယ်တနေရမှာတော့စုံစုံဘူးအဲ့ဒါသဘောပေါက်အဲ့တော့အခုမပြအောင်ဆိုတော့ဘာကိုစဉ်းစားရမလဲ စုံလားမစုံလားစဉ်းစားရပါဘူးအကယ်၍မစုံခဲ့ဘူးဆိုရင်အဲ့ဒါဘာလိုင်းပြောရည် SQ line ပြောရည်ပေါ့သူကပြန်လည်းမပြဘူးစုံလည်းမစုံအဲ့ဒါ SQ line ပြောရည်အကယ်၍စုံခဲ့လို့ရှိရင်တော့ဒါ SQ line လို့ပြောလို့ရလားမရတော့ဘူးတပတ်တော့ပေါ့ပါမယ်နော်အဲ့တော့မပြန်ဘူးဆိုရင်တော့ဆက်ပြီးတော့စဉ်းစားရတော့အဲ့တော့စုံမစုံစဉ်းစားရတော့အဲ့တနေ့လေးပြကြလိုက်ကြည့်မယ်ဒါတနေ့ရှိလဲရှိတယ်ဒါအခုကအစ်စံလို့လည်းဖြစ်တယ်ကွာအဲ့တော့ဟုတ်ပြီ ဒီမြင်းကြောင်နှစ်ကြောင်စုံမစုံစဉ်းစားဖို့အတွက်ဘလို့အရင်ယူဆရမယ်ဆိုတော့ A1 Z ဆိုတဲ့အမှတ်ကဘယ်မှာရှိမယ်လို့အရင်ယူဆရမယ်တကျူနဲ့ RS ဆိုတဲ့မြင်းကြောင်နှစ်ကြောင်ပေါ်မှာရှိမယ်လို့အရင်ယူဆရမယ်နော်ရှိခဲ့ရင်လို့ပြောတာနော် if ရှိခြင်းမှာလည်းရှိမှာအဲ့တော့ပြောချင်တာကဆရာပုံချင်းဆွဲလို့ရှင်ဒါပီကျူပါဒါကဘာဖြစ်မလဲ RS နော်ဒီမြင်းကြောင်နှစ်ကြောင်ရဲ့ပေါ်မှာဘယ်သူရှိခဲ့မလဲ A1 ဆက်ရှိခဲ့မယ်ဆိုရင်အဲ့ဒီ A1 ဆက်ကဒီမြင်းနဲ့ကြောင်းရပါဖြစ်မှာပြမအေးပြမပဲဖြစ်မှာဟိုဥစားဖြစ်မှာလေ A1 ဆက်ကဒါရေးလို့ရမှာလေဇာတ်ပတ်သဘောပါတာမသိဒီ A1 ဆက်က PQ ပေါ်မှာလည်းရှိမယ် RS ပေါ်မှာလည်းရှိမယ်လို့စဉ်းစားရင်အဲ့ဒီ A1 ဆက်ကသတို့နှစ်ကြောင်းရပါလေဖြတ်မှတ်လို့သိအောင်နော်ဒါတို့ချက်သိအောင်ဟုတ်ပြီအဲ့ဒါဆိုဆရာတော်ကဘာလုပ်မယ်ဆိုရင်ဒီတက်ဆိုင်ရ equation တွေဟိုတက်ဆိုင်ရ line တွေ equation တွေဆရာတော်ရှာအောင် P ယူဆိုတဲ့ line equation ရှာမယ် R ဆိုတဲ့ line equation ကိုရှာမယ်နှစ်ခုရှာတယ်မှာ equation ၃ကြောင်းအားလုံး6ကြောင်းအဲတေချာလေးကိုကတေချာကြည့်နော်ဟိုဒါအစ်စ်မဟုတ်ဘူးရှားသိပြီးသားဟာလေပဲဘလို့ရလဲဆိုတာသိရမှာဒီ batch ခြံကကြတော့ဘာ equation လဲဆိုတော့ P ယူဆိုတဲ့ line ရဲ့ equation နော်ဘာလို့ကြတော့ဘာ equation ဒီဘက်ခြံကကြတော့ RS ဆိုတဲ့ line equation เนาะ line equation တစ်ခုသူရေးပြတာအဲ့တော့ဒါဘယ်လိုရလဲဒါဘာဖုန်းနဲ့ရေးတာလဲစမ်စမ်ထရီဖုန်းလား coordinate ဖုန်းလား coordinate ဖုန်းလေ coordinate ဖုန်းရဲ့ x ကိုမှ y ကိုမှ z ကိုတစ်ခုချင်းတူခွဲပြီးရေးတာလေဟုတ်လားအဲ့တော့နည်းနည်းအပြင်းပြလေးပြအောင်ရှင်းတဲ့သူရဲ့ပရမ equation လေးရှာပေးပြ x ကိုသူဘာဖြစ်မှာလဲ မဟုတ်လေ x ကိုသူ coordinate form မှာလေ x ကိုသူ x1 plus အဲ x1 plus k မဟုတ်လေ x1 plus k k ကြီးတန်တယ်လေအနောက် directive value ရဲ့တင်ရတာအဲ x1 plus kl အဲဒီမှာတော့ဆရာတို့ခဏလေးဒီမှာဆရာတို့ k လို့မြည်တော့ဒီမှာကြည့်လား s ကြီးတွေ့လားအဲဒါဆိုပြလို့ရမယ် x1 plus S Tadi itu perempuan kita kilo mu S itu lam. Tapi S L S L. Tadi itu value siapa lu L M M lu jual mula. Kalau pujian ada di perempuan biju ada tadi value ada apa lu jual mal? A one M one alam jo N one. A S juga A two M two N two. Tadi di mana, A one plus S one. Sabio. Y gue tuh Y1 plus S AM 1 that equal to the 1 plus S and 1 Hello, Xiaomiam. That's the debate question, Xiaobiobime. a Xiaobiobi. That's the H go to Wahime. H1 plus TA2. No, that was Xiaobi on it. 2 lamino. ူကစားမောက်ရှာတူးလို့ပြီလမ်းနောက်တစ်ခု y ကွဲသူ y2 black tm2 z ကွဲသူ z2 black tn2 ပေါ့နော်โอเคဟုတ်ပြီအဲ့ဒီမှာဆရာတော့စာတင်လိုက်တာကြီးနော်နည်းနည်းတော့ကိုကြည့်ရတာနည်းနည်းရှုပ်မယ်တေချာလေးကြည့်ပြပါအဲ့တော့ပြောချင်တာကဒီအရှိက2 1 3အဲ့ဒါဘာတန်ဖို့လဲ x1 y1 z1 တနည်းပြောရင်စမှတ် အခုပြောတာဘယ်သူ equation လဲ p q equation လား r s equation လား p q equation ဆိုစာမတ်ကဘယ်သူလဲ p ဒါဆိုရင်ဒီ2 1 3ဆိုတာဘာတမ်းမို့ဒါမှသိလား2 1အဲ့လိုလေတခုတည်းစုပြီးကြည်လိုက်နောက်ဆိုရင်ရှောက်အောင်မှာဆိုလို့ဘလားလဲ2 1 3အဲ့ဒါဘာတမ်းမို့လဲ p တမ်းမို့ a1 m1 n1 ကဘာတမ်းဘို့လဲ p2 ရဲ့ directive value ဘယ်လောက်တည်တာလဲ for negative 1ဒီမှာတွေ့လား for negative 1ဒီမှာ1ဆိုတော့ရှာရေးကြမလို့လေပြီးဒီမှာသူ့ရဲ့ parameter ကကြတော့ရှာ k လို့မယူပါလို့ယူတာလေ s လို့ယူရတာကိုအမျိုးမျိုးယူလို့ရတယ်အဲ့တော့မြင်းကနှစ်ကြောင်းရမှာဆိုတော့နှစ်ခုလုံး k လို့သိယူလို့မရအောင်လေမတူအောင်ရေးပြ။ဒါကြောင့်မို့ equation သုံးကြောင်းရလာတယ်။ဒါပဲသဘောပေါက်လားမသိ။မြင်းကမြင်းလားဒါပဲမြင်းလား။စာမကဘာတူကြည့်ရမှာ။ pq line equation မလို့ဘာတူကြည့်။ p တန်ဖို့ကြည့်။ p တန်ဖို့ဘလားရတာလဲ။ဒီမှာကြည့်2 1 3ဒီမှာ2 1 3 ပြီး plus ညီလိုက်ပြီးရင် directive value ကပါတယ် L1 M1 N1 L1 M1 M1 ဒီမှာ for negative 1အဲ့တော့ဘာဖြစ်လဲ for negative 1ပြီးရင် parameter တမို့ s ကိုပါလို့လိုက်ရေးလိုက်နောက်ပထမတစ်ပုဒ်တော့ဒီဟာဒီပါကိုကအောက်မှာကိုအချမ်းနေတယ်ကိုရေးတာပေါ့နော်နောက်ပိုင်းဆိုတော့ကိုစိတ်နဲ့ပဲမြင်အောင်ကြည့်ပေါ့အဒီဘက်ကိုပြောဒါဘာ equation အဲ့ဆိုတော့ line equation ဆိုဒီအစရတမို့ကဘာတမို့လဲ အာရဲ့ point တွေအဲ့တော့အာကိုကြည့်လိုက်ဒီမှာ2 3 4ဒီမှာတွေ့တယ်နော်2 3 4ပြီးရင် plus ပဲဆရာရင်ရလာမယ် negative value ကဘာလဲ a2 m2 n2 ဒီမှာတွေ့လားဘာလဲ negative 3 2 negative 3ဒါကြောင့်မဆရာဒီမှာ minus 3 t plus 2 t minus 3 t ဆိုပြီး equation ပြန်ကြရမယ်စသုပေါင်း3ချောင်း3ချောင်းစီ6ချောင်းရအောင်ရမှာရမှာဒီနေ့နားလဲမနော် โอเคじゃあดีดิบะอย่างยีราไปじゃあปีมาสับเปียวเนาะเสียเราဘူးကြတော့ဘာလဲစာပွားလဲ p ကျူစတဲ့ line နဲ့ rs ဆိုတဲ့ line ရဲ့ equation တော့ရှားပါပြီเนาะ equation အားလုံးစုစုပေါင်း၃ချောင်းစီရတယ်အဲ့တော့ဒီ equation နဲ့ကြောင်းစုံလားမစုံလားစဉ်းစားအဲ့တော့စုံလားမစုံလားစဉ်းစားခြင်းဘယ်လိုစဉ်းစားလဲဆိုရင်အခုရှားတော့ equation ၃ချောင်းလုံးอ่ะဘာကြီးပဲလဲဆိုတော့ a y ဆိုတာဒီဘက် channel ပါပဲလဲ အဲ့တော့ဒီဘက်ဘယ်ဘက်ခြံက8 by z ပဲဆိုတော့ညာဘက်ခြံချင်းမလုပ်ရရလဲပင်းညီလို့ရတယ်ဒါဆို equation ပတ်နေကြောင်းရစုစုပေါင်း3ကြောင်းရမှာ8ချင်းညီတယ် y ချင်းညီတယ် z ချင်းညီနော်အဲ့ equation 3ကြောင်းရ 4s 3e 4ဒီမှာလေးကြောက်တာဒီမှာ3ကြောင်းရနော်အဲ့တော့ဒီ reaction မှာ s နဲ့ t အတွက်ခဏ equation 3ကြောင်းရရောက်တာပင်းညီလာတဲ့ခါမှာဒီ equation 3ကြောင်းရ 4s 3e 4 ဟုတ်မနော်ဒီ၃ချောင်းကြာခဏပြောဆိုဒီမြင်းချောင်း၂ချောင်းစုံမစုံသိကျင်ရင်ဘယ်လိုလောက်ရလဲဆိုတော့ကြိုက်တဲ့ကြိုက်တဲ့ equation ၂ချောင်း equation ဘယ်နှချောင်းရှိလဲ၃ချောင်းရှိတယ်ကြိုက်တဲ့ equation ၂ချောင်းကနေဘာနဲ့ပါရှာမသိခင်ဘယ်နှလုံးရှိလဲနှလုံးမသိခင်နှလုံးရှိ equation ဘယ်နှချောင်းမသုံး၃ချောင်း၃ချောင်းမလုံးတော့၂ချောင်းမသုံးမယ်ကြိုက်တဲ့၂ချောင်းရှာဒီ၃ချောင်းเนี่ยကြိုက်တဲ့၂ချောင်းရှာလေးရအောင်နော် အကိဆရာတော့1နဲ့2ကိုသုံးပြီးတော့ s နဲ့ t ရှာလိုက်မယ်ဆိုပါစို့အဲရှာလိုက်ရင်အဲ့ဒီရလာတဲ့ s နဲ့ t ကိုကြံတဲ့ equation မှာမပါလို့ကြာစားသွင်းကြာအစားသွင်းကြည့်လို့ပြည်လဲရင်အဲ့ဒီမြင်းနှကြောင်းကစုံတယ်မပြည်လဲရင်မစုံဟုတ်မနော်၃ကြောင်းနဲ့ဘယ်နှကြောင်းပဲသုံးရမှာလဲနှစ်ကြောင်းသုံးပြီးတော့ s နဲ့ t ရှာဒီမှာနှစ်ကြောင်းသုံးတာလား တခါလေးပြန်တန်းဆရာတော့အပြည့်တန်းထွက်တယ်လို့ပြောလို့မရဘူးခြားထွက်လိုက်တာပို့ကောင်းမယ်เนาะအဲ့တော့ထားပါတော့ဆရာဒီမှာ equation 1 2 3ယူလာမယ်เนาะ1အဲ့တော့1နဲ့2ဆရာတို့ရှင်းရမယ်လို့ဒီမှာ2သုံးမယ်ပြောတာအဲ့ရဒါရမယ်အဲ့တော့ဒီဘေးမှဆရာတွက်လိုက်တခုကြည့်အောင်လုပ်မယ်လေဘယ်သူခြေကျင်လဲပေါ့အဲ့ကူခြေကျင်လားတီဦးခြေကျင်လားအဲတီဦးခြေကျင်လဲဆိုရင်1ကိုပါနေမြောက် 1ကို2နဲ့မြောက်မယ်ပြီးတော့2ကြတော့ဘာနဲ့မြောက်မယ်ပြီးတုံးတစ်ခုပါလုံးလက္ခဏာတူလားလက္ခဏာမတူရင်ပေါင်းမလားနှောင်းမှာလက္ခဏာမတူရင်ပေါင်းမယ်လက္ခဏာမတူရင်ပေါင်းမှကြည့်မှာလေလက္ခဏာမတူရင်ပါလုံးမယ်ပေါင်းမယ်အဲ့တော့ equation 1ကိုဘာနဲ့မြောက်2နဲ့မြောက်မယ်အပေါင်း equation 2ကိုဘာနဲ့မြောက်3နဲ့မြောက်โอเคအမှန်ချောက်ရေးအောင်1ကို2နဲ့မြောက်မပြော formula gives us the value 4 plus 4 minus 60. That's your no. 3 to 3 name now. 9 plus 50. Now go back to my leg. Bow me. See you, Abby. 7 minus 10 is equal to 13. Uh, 10 is equal to 13. No. Bow me, baby. 13 is equal to 13. tan s ဒီကွဲဆိုဇာတိကောင် minus 30မပြည့်လောက်လားအဲ့တော့ဘယ်လောက် minus 7ဒါဆို s ဒီကွဲဆိုဘယ်လောက်ရလဲ minus 7 by tan ကျင်းလာတော့ဘယ်လောက်ရလဲ minus 3 by 5ဆိုပြီးဇာတ်ရအောင်ဒါဘာရပြီရလာတဲ့ s ကို in equation ဘယ်လောက်မှတွင်းကျင်လဲပေါ့နော်အဲ့နော်နော်3တမတောင်းနေရလို့ဆရာတော့ SAT ရှာဖို့1နဲ့2ပဲတောင်းပါလေအဲ့တော့ဘမသွင်းကြည့်လား1နဲ့2တည်းကြိုက်တာတွင်း 啊，玩嘛，对没？阿是表。Two yeah, uh, plus, plus four into minus three by five，那就了。一块图下不来被买。呃。Two <coughs> <coughs> uh, minus uh, three d，对吧？下不了 minus 对，我嘛 ငါးနဲ့မြောက်လိုက်ရတာပိုင်းညိလိုက်ရငါးနဲ့မြောက်ကြည့်ရမြောက်လိုက်ဘလောက်မလဲတန်းသူငါးနဲ့မြောက်တော့ငါးကြည့်တယ် minus တွေတန်း minus 15t တန်းဒီမှာ minus တွေဒီဘက်လည်းတော့ minus sorry ဒီမှာ minus 2 minus တွေရအောင်နော် minus တွေ equal to minus 15t အဲ့ဒီ equal to minus တွေ by 4.5 ဘောပါဘာဘာဒါဆိုဘာနဲ့ပါရပါပြီ SNT ကိုအဲ့လိုရှင်းရမှာပေါ့နော်သူ့လိုတခါတော့ဘယ်ရမလဲဒါဆရာတို့ဒီ SNT ကိုရလာတာဘယ်ကွေးရှင်းသုံးလားဘယ်ကွေးရ1နဲ့2နဲ့တော့သုံးအဲ့တော့1နဲ့2သုံးပြီးဘာနဲ့ပါရလာပြီ SNT ရလာတဲ့ SNT ကိုဘယ်မှာပြန်သွင်းဟာအစား3မှာသွင်းလို့ပြည့်လဲတယ်ပြည့်လဲဆိုတာတို့ကဟိုဘက်ဒီဘက်ညီခဲရင်အဲ့ဒီမြင်းတဲ့ကြောင်ဟာစုံတယ်ဖြတ်တယ်မညီမဖြတ်ဘူးအဲ့တော့ SMA ပါသွင်း S မှာက minus 3 by 5အပိုင်းကြီးပါမကိမညီတော့လို့ရှိရင်မလုပ်မယ်ကကူလေးသာနိုင်မှာပါနော်မရှားမညီတော့ဆိုပါတော့အဲ့တော့ရှားပါကလူသာနိုင်အောင်ပေါ့အပါနဲ့မရှား3ရဲ့3 plus အ3 minus နဲ့ပြရပြီနော် S က3 by 5ပါနော်ဒါဆိုအပြည့်3 by 5ဒါဆိုအပြည့်ပလားလို့ तू ကမှတ်တာနော် तू က12 by 5ရတယ်ဒီဘက်ချန်နိုင်မယ် 4 minus 3 into 4 by 5နော်လားအဲအဲ့ဒါညီလားမညီဘူးမညီတဲ့အတွက်ကြောင့်ဒီမြင်းနဲ့ကြောင်းဆုံးလားအဲ့တော့ဆရာတို့ရေးမှာစားသွင်းလိုက်တယ်စားသွင်းတော့ဒီကုညီလားမညီတဲ့အတွက်ကြောင့်ဒီမြင်းနဲ့ကြောင်းဆုံးလားအဲ့တော့ရေးတော့ရေးပြရမယ်ဒီအခုဆရာတို့ရလာတဲ့ s နဲ့ t ကနောက်ဆုံး equation ဖြစ်တဲ့ equation 3ကို ြည်လဲလားမပြည်လဲလားမပြည်လဲစီတဲ့အတွက်ကြောင့်ဒီမြင်းတဲ့ကြောင့်စုံလားမစုံဒါကြောင့်မို့ that system has no solution ဒီ system မှာအပြည့်မရှိဘူးဆိုလိုချင်တဲ့အတွက်ပဲကဒီမြင်းတဲ့ကြောင့်မစုံ intersect do not intersect အဲ့တော့ပြန်လည်းမပြောင်းဘူးစုံလည်းမစုံဆိုတော့ဒီမြင်းတဲ့ကြောင့်ဘာ line ပြောက်ဘူးလဲ school line ပြောက်ဘူးเนาะ the given line are school to be